အောင်မြင်ချိန်မှာအောင်ချမ်းအေးရဲ့ကျေးဇူးကိုမမေ့ပဲရွှေငါးချက်သားနဲ့အခုလိုဆက်ခဲ့တဲ့တိုးအောင်အားလုံးမင်္ဂလာပါရှင် MSLI page ကနေကြိုဆိုလိုက်ပါတယ်တိုးအောင်နဲ့အောင်ချမ်းအေးတို့ကဆယ်လီလောကမှာဆိုနာမည်ကြီးစရာတပည့်ဆိုလဲမမပါဘူးအောင်ချမ်းအေးက food blogger အဖြစ်အောင်မြင်နေချိန်မှာသူ့လိုဘဝတူ LGBT တွေကိုလက်တွဲခေါ်ခဲ့တာဖြစ်ပြီးတိုးအောင်လည်းတယောက်ပါဝင်ပါဒါပေမဲ့တိုးအောင်ကလီယူလိုက်တဲ့အတွက်အောင်ချမ်းအေးကစိတ်ဆိုးကဂျားထဲမှာမခေါ်ခဲ့ကြပါဘူး လင်ယူရာအပြစ်လားမေရဲ့လို့ဒူအောင်ဟစ်ကျွေးရင်နဲ့ပို့ပြီးတော့အောင်မြင်သွားခဲ့ပါတယ်။နှစ်ယောက်ကအချိန်ကြာကြီးမခေါ်ပဲပြီးခဲ့တဲ့တစ်နှစ်ကမှပြန်ခေါ်ခဲ့တာပါ။မနာလိုမုံထားလို့ကွဲတာမဟုတ်ပဲချစ်ချင်းမြတ်တာကြောင့်ဝေးကွာခဲ့တာမို့အခုချိန်မှာတော့အမေနဲ့သမီးလိုတိတ်ကိုရင်းနှီးနေကြတာပါ။ပြန်တဲ့ချိန်မှာအောင်ချမ်းအေးကဒူအောင်ကိုအထယ်ဆိုင်တွေဖွင့်ဖို့တိုက်တွန်းကာကူညီခဲ့တာပါ။သူများထဲဆိုင်အတွက်ရောင်းမင်းနေရတဲ့တူအောင်ကိုကိုယ်တိုင်ဆိုင်ဖွင့်နိုင်အောင်ကူညီပေးလိုက်ရာကနေအခုဆိုရင်အထယ်ဆိုင်ခွဲက3ဆိုင်တောင်ရှိနေပါပြီ။ အခုလက်ရှိမှာတူအောင်ကအရင်ကလိုနိုင်ငံသားမှပယံသမားလေးလည်းမဟုတ်တော့ဘဲတိမ်မောင်းယာချီဝင်းဝေးရှိနေပါပြီ။ဒီလိုအချိန်ဆိုလူတွေကကျေးဇူးရှင်ကိုမေ့တက်ကြပါတယ်။ဘာမှမရှိချိန်မှာလက်တွဲခေါ်ပေးသူကြောင့်အခုလိုဖြစ်လာရတာလို့မတွေးပဲကိုစူးစမ်းလို့သာတွေးကြတာပါ။ဒါပေမဲ့တူအောင်ကတော့အဲ့လိုမဟုတ်ဘဲသူ့ရဲ့ကျေးဇူးရှင်အောင်ချမ်းအေးအပေါ်မှာလုံးဝကိုမမေ့တာပါ။အောင်ချမ်းအေးရဲ့ကျေးဇူးတွေကိုသူ့ရဲ့မိတ္တာနဲ့ဖော်ပြလာခဲ့တာပါ။ပြီးခဲ့တဲ့ရက်မှာတူအောင်ကအောင်ချမ်းအေးကိုရွှေဆိုင်ကိုခေါ်သွားပါတယ်။ သူစီလာလဲတဲ့အောင်ချမ်းအေးကိုရွှေဆန်းကို ခေါ်သွားကဆွဲကြိုးတွေဝေခိုင်းခဲ့ပါတယ်။ငါးချက်သားကြောတဲ့ရွှေဆွဲကြိုးကိုအောင်ချမ်းအေးကဝစ်ကြည့်ချိန်မှာအယမ်းလိုက်နေတာပါ။ဒါကြောင့်မို့အောင်ချမ်းအေးကတော့ဝယ်ပေးလိုက်တော့ဆိုပြီးစလိုက်ပါတယ်။ဒါကိုတိုးအောင်ကတကယ်ကိုယူလိုက်တော့ဘောင်ချောင်ဖွင့်မယ်ဆိုတဲ့အတွက်အောင်ချမ်းအေးကအံ့အားသင့်သွားပါတယ်။သူ့ကိုအခုလောက်ပမာဏနဲ့ဝယ်ပေးမယ်လို့မထင်တဲ့အတွက်ကြောင့်မို့တိုးအောင်ကအယမ်းကိုပေးကျင့်နေတဲ့စေတနာတွေမျက်နှာမှာအထင်းသားကိုပေါ်နေတာဖြစ်ပါတယ်။ အောင်ချင်းကတခြားဟာလေးရွေးကြည့်အောင်မယ်ဆိုတာတော့လုံးဝကိုပေးမရွေးတော့ဘဲရွှေငါးချက်သားဆွဲကြိုးကြည့်တာယူခိုင်းနေတာဖြစ်ပါတယ်ရွှေငါးချက်သားဆိုတာပြန်ရှာလို့ရတယ်အမေကြိုက်ဖို့လိုတယ်ဆိုပြီးတော့ပြောနေခဲ့တာပါတိုးအောင်ကအောင်ချင်းကိုအမေလို့သာခေါ်တာဖြစ်ပြီးတကယ်အမေရင်းလို့ကျေးဇူးပြန်ဆက်နေတာပါဒါကကျေးဇူးဆက်တယ်ဆိုတာထက်မြစ်တာကိုလက်ဆောင်နဲ့ဖော်ပြတာဖြစ်ပါတယ်ဒီအချိန်မှာတိုးအောင်နေနဲ့ရွှေ15ချက်သားကိုတော့ဝေးနိုင်နေဆိုပေမဲ့ပေးခြင်းနဲ့ဆန္ဒရှိမှသာဖြစ်မှာပါ ချမ်းသာတဲ့သူတိုင်းကစေတနာမကောင်းသလိုကျေးဇူးရှင်ကိုကျေးဇူးတည်တတ်တဲ့စိတ်လည်းမရှိပါဘူး။တိုးအောင်ကတော့ကျေးဇူးရှင်ကိုတည်တတ်ကပေးခြင်းနဲ့စိတ်ရှိလို့အခုလိုပေးတာဖြစ်ပါတယ်။တိုးအောင်ရဲ့ကျေးဇူးတည်တတ်ပုံကြောင့်အောင်ချမ်းအေးမှလည်းတကယ်ကိုပျော်ရွှင်ကဝမ်းသာပီတိဖြစ်နေရတာပါ။တိုးအောင်ကလည်းကျေးဇူးတည်တတ်သလိုအောင်ချမ်းအေးကလည်းတိုးအောင်စီကလိုချင်တဲ့စိတ်နဲ့မဟုတ်ဘဲဖြစ်ထွန်းစေခြင်းနဲ့စိတ်နဲ့လှုပ်ပေးခဲ့တာဖြစ်ပါတယ်။အောင်ချမ်းအေးနဲ့သာပြန်အစင်မပြေရင်တိုးအောင်ကအထယ်ဆိုင်ကိုကိုယ်ပိုင်ဖွင့်ပြဖို့မတေချာသေးပါဘူး။ သူများဆိုင်ကိုရောင်းကူနေရတာဖြစ်ပြီးတော့အတိုးမြက်လည်းမရပါဘူး။အခုလိုလုပ်နေတာကိုအောင်ချင်းအေးကသဘောမကျတဲ့အတွက်သူကိုယ်တိုင်ဘေးနားကနေဆိုင်ဖွင့်ဖို့ပြင်ဆင်ပေးသွားတာဖြစ်ပါတယ်။တူအောင်ရဲ့ကျေးဇူးတည်တတ်တဲ့စိတ်ထားကိုချီးကျူးမိလားဆိုတော့ပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။